ဒီနေ့ကတော့ကျမတို့တွေ27မိုင်5ဖလုံးမှာရှိတယ်ပေါ့နော်တစ္ဆာရွှေစီဖုံဖုံကိုရှိမှသွားပြီးတော့ဝါစုတင်ငန်းလေးတော့ကတ်มาပဲဖြစ်ပါတယ်ကျမတို့လည်းအတူလိုက်ကြည့်အောင်เนาะညုံစုံကျမတို့ကဒလာဘကထွက်တယ်ဒါကြတော့ကျမတို့ဟိုဟာပေါ့နော်လိုင်းရွှေပြည်သားတရားပေါ့နော်ရွှေပြည်သားလားလိုင်းသားရလားမသိအဲ့တရားပေါ့နော်အဲ့ဘက်ကနေတက်လာတာပါပြီးတော့ကျမတို့ဘီလန်တိုင်းဆက်ပြီးတော့လာတယ်ပေါ့နော် ြည်လန်းတိုင်းတောက်လျှောက်လာတယ်။ခဲဟိုလမ်းမတိရဲ့လူတွေလေဟိုဘယ်နောက်ဘလို့သွားမလဲဆိုတာလေးသိအောင်လို့ပေါ့နော်။ဘာပါဘွိုင်းအာရောက်ပါလားကေဗင်လာမားတို့အိမ်ကမနက်9:15နာရီလောက်ထိအိမ်ကထွက်လာပေါ့နော်အဲနောက်ဆိုလို့ရှိရင်ကျမတို့လမ်းမီအတိရာတွေပါညာကြီးဖြစ်မှာဆိုလို့ဆိုရလေပြီးတော့ဟိုအေးစစ်စစ်လေးဖြစ်အောင်ဆိုပြီးတော့စောစောလေးထွက်လာခဲ့ရပါပေါ့နော် ီးရောကျမတို့တွေအမှလမ်းမှာဘိုက်စာရနဲ့မုတ်ဆိုင်ရှာသေးရပေါ့နော် ကောင်းကောင်းအေးစေးထိုင်စားလို့ရမယ်ဆိုင်လေးရှာသေးတယ်။လမ်းတောက်လျှောက်တော့ရှာလာတယ်အမှတွေ့တဲ့ဆိုင်တွေကလည်းထမင်းဆိုင်တွေဖြစ်နေတော့လေအဆင်မပြေဘူးနောက်ကြတော့မှကျမတို့ဆက်လျှောက်လာပြီးတော့လက်ဆက်လျှောက်တောင်းဖြစ်တယ်။အားဆက်မောင်းလာပြီးတော့ကျမတို့ဟာ0မိုင်ရွှေပလင်မှာပဲထုံးစံတိုင်းစားလိုက်ကြတယ်ပေါ့နော်။ တ်ကားကြတော့ထောက်ကြံလာလှဲကူလှဲကူပေါ့နော်ဟုတ်တယ်ထောက်ကြံလာလှဲကူလာမြို့အဲ့လမ်းလေးပေါ့ကျွန်တော်လည်းလမ်းနာမည်လေးတိတ်မသိဒါကကြတော့ဒီဒီလမ်းကြောက်ကကျွန်တော်တို့ဟိုမန်းလေးနေပြီးတော့သွားမယ်ဆိုလဲကျွန်တော်ဒီလမ်းမယ်လာတာပေါ့နော်အဲပဲခူးဘက်သွားမယ်ဆိုလဲဒီလမ်းအတိုင်းပဲပေါ့ဒီလမ်းအတိုင်းပဲလာပြီးတော့မှလမ်းခွဲသွားတာပေါ့နော်မြန်လမ်းပေါ်တက်မယ်ဆိုရင် point G ရောက်ရှင်ဒီဘက်ကိုချိုးလိုက် ကိုဘက်သွားမယ်ဆိုလို့ရှိရင်လဲကူဘက်သွားမယ်ဆိုလို့ရှိရင်တဲတဲဆက်သွားပါတော့အဲ့လိုကျွန်မလမ်းနဲ့မိတ်ခါတကြပြောသွားမိရပါတော့ဒါတော့အခုကျွန်တော်တို့ဒီဟိုဟာ sorry အမြန်လမ်းပေါ်ရောက်လာပြီနော်လမ်းမှာလဲကျွန်တော်တို့တွေ့ရလူလေးပေါ့နော်ဟိုဟာခောက်ဆွဲကြောက်တုပ်လေးလဲလူပြစ်တယ်ဟိုဟာမမားခောက်ဆွဲနဲ့ရေပူးနဲ့ပေါ့နော်အဲ့ဒါလေးလမ်းမှာတွေ့ရလူလေးတွေလူပြစ်ပါတယ် ရောဇက်မောင်းလာပါတယ်။နောက်ဆက်နှမရဟိုအရင်တော့တော့အဝေးကြီးလိုပဲထင်တာပေါ့နော်။နောက်ပိုင်းသွားနေကြသွားလာနေရဆိုတော့လည်းတိတ်ပြီးဝေးရလို့တော့မထင်တော့ပေါ့နော်။ဒါတော့ကာတွင်မိုင်းလေးပါ။ဒီနေ့ကကျမတို့လင်မယား၂ယောက်ရေကျမရဲ့အတော်ရေနောက်မောင်းလေးရေပေါ့နော်။ကလေးရောက်သွားကြရပါဒီနေ့ကလေးရောမပါတော့ဘူးเนาะကလေးရအကြောင်းတန်နေရပြီးတော့စာမေးပွဲရတဲ့နီးနေပြီဆိုတော့သူတို့အကြောင်းပြက်လို့မရအောင်ဆိုတော့ ဒီနေ့ကတော့ဘုံဘုံကိုတို့တွေမဖူးလိုက်ရအောင်ပေါ့နော်ဆက်မောင်းလာပါတယ်ကျွန်တော်တို့ဒီလမ်းမှာကျွန်တော်တို့16မိုင်ဘုံဘုံရှိသွားမယ်ဆိုလေဒီလမ်းအတိုင်းပဲเนาะဟိုကျွန်တော်တို့အမြန်လမ်းနေ16မိုင်ရောက်မှာ16မိုင်အဲလမ်းထိတ်မှာပဲကွာဒီလား လမ်းထိပ်မှာပဲဆိုင်းဘုတ်တွေတက်ထားရပါတော့ဆက်ရှင်မိုင်းတော့ရသူသူထေမာတို့ကြွာတို့အဲအဲ့လိုမျိုးပေါ့နော်ဘော်ဒီစာရာတို့ဘာတို့ကလေအဲ့ဒီမှာလမ်းလမ်းမှာဆိုင်းဘုတ်လေးတက်ထားရပါတော့ကျွန်တော်အဲ့မှာလိုင်းနေ20မိုင်ကျွန်တော်မောင်းမောင်းနဲ့ကြော်သွားရပါတော့ကြော်သွားတော့နောက်ကားလေးမတိမတာနည်းနည်းလေးပဲကြော်သွားတာပါအဲ့တော့ပက်လေးပြန်ဆုပ်ပြီးတော့ပုံမုံရှိရဲ့အဲ့ဒီတစ္ဆာရွှေစီပုံမုံရှိရဲ့ဘုံကြီးကြောင်းလမ်းလေးတွေဝင်လာပါတယ် ထဲမှာလမ်းလေးတွေရန်ကောင်းတယ်နော်လမ်း jam နေဘူးလမ်းလေးတိုင်းထောက်လျှောက်မောင်းလာပါတယ်တာရတယ်နော်ကြည်ရမြင်ဝင်နေရတယ်ဒီရာတီဦးကလည်းတော်တော်ကောင်းတယ်မိုးလေးအောင်ပြီးတော့လေမိုးလေးအောင်တချို့နေရာလေးမှာမိုးနည်းနည်းလေးရွာတယ်တချို့နေရာရတော့မရွာဘူးပေါ့နော်ကွက်ကြောင်မိုးလေးလန်လီရန်ကောင်းတယ် ါလေးရာ rubber ခြံလေးပေါ့နော် rubber 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 အဲ့မှာ rubber တွေလှမ်းထားတာအရောက်တွေ့ခဲ့တယ်ကျမတို့ဟိုဟာလေးဒီဈာထဲမှာဖုံဖုံတရားကျမတို့ဖုံဖုံနဲ့စကားတွေအကြိုက်ပြောလိုက်ရပါတော့ကျမတို့တနအီကျော်လောက်ကျော်လောက်ဒီဖုံဖုံကကျမတို့ တရားတွေပြောပြီးရေပေါ့နော်တရားတွေဟောပြီးရေဟောပြီးရေဆိုတာကျွန်တော်တို့ကျွန်မအမျိုးသားသူကတရားထိုင်နေပေါ့နော်သူတရားထိုင်တာမှာမှသူသိကျင်တာလေးတွေပေါ့နော်အဲ့ဒါလေးတွေဘုံဘုံရှောက်ပြီးတော့ဘုံမှာအကုန်လုံးအစအဆုံးတေချာရှင်းပြရေပေါ့နော်ကျွန်မတို့ဟိုနားလေလွယ်တယ်ပေါ့နော်ဘုံဘုံရှင်းပြရတဲ့ဟာမှာမှကျွန်မတို့တကယ်ကိုသိကျင်တာလေးလည်းသိခွင့်ရခဲ့တယ်ပေါ့နော်ညံ နည်းနည်းပွင့်သွားရပေါ့နော်ကိုအခုထိုင်နေတာဘာအတွက်ထိုင်တာလဲဟိုတခါတည်းကြကိုကကျမတို့ဆိုထိုင်တာထိုင်နေရတာဘာအတွက်ထိုင်နေမှန်းမသိဘူးပေါ့နော်ဘုံမွားအဲ့ဒါအရင်ဆုံးစာမေးလိုက်တာပေါ့နော်ဘာအတွက်ထိုင်တာလဲဆိုတော့အဲ့ဒါမြို့သားတော့ကိုကတည်တက်ခြင်းလို့ဆိုပြီးတော့လေအဲ့ဒါနဲ့ဘုံမွားပြောတော့ဘုံမွားအရင်ကစာပြီးတော့တောက်လျှောက်ပြောပြတာပေါ့နော်ဘလို့ဘလို့ထိုင်ရမယ်ဘာညာဘလို့စိတ်ထားမယ်အဲ့လိုမျိုးလေး တော့ဖမုံရဲ့ကြောင်းလန်းလေးပါလမ်းဝဲနှစ်ခုရှိရကျွန်တော်တို့ရမ်းမောင်းလာခဲ့လိုက်တာဒါပေမဲ့မှန်သွားပါလေကျွန်တော်တို့အမြင်နဲ့လမ်းမှားတက်တဲ့အချင်းရှိရဖို့နော်တရားလီချစ်စရာလေးနော်ဖမုံတရားဟောတဲ့ချိန်တော့ကျွန်တော်တို့ဗီဒီယိုမရိုက်ခဲ့ဘူးနော်ဗီဒီယိုမရိုက်ဆိုတော့ဖမုံရဲ့ဒီကောက်ကိုတမာရီကောင်ကိုကြီးညိုရဲအားဖြင့်ကျွန်တော်တို့ဖမုံစိတ်နောက်ရက်ဖြစ်မှာဆိုလို့မရိုက်ခဲ့ပါဘူးအဲ့ဒါလီတို့ းနားလည်ခွင့်လို့ပြကြပါသင်္ကန်းကတားလေးကိုတော့မောင်လေးကတစ်ဖြက်ဖြည်းဖြည်းအဝဘုံဘုံဝါဖြစ်မှာဆိုလို့ဆိုရင်ခဏလေးပဲသူရိုက်လိုက်တယ်ပေါ့နော်အချောင်းနဲ့ကိုကျွန်တော်တို့မောင်းလာအချောင်းကအခုမှအခုမှစစောင့်နေကြတာပေါ့နော်စစောင့်နေကြစောက်ပြီးသားစောင့်နေလည်းအများကြီးပဲရှိတယ်အခုစောင့်နေစောင့်လက်စာလေးလည်းရှိရပေါ့နော်တ ਾਇ ရတယ်เนาะတကယ်ကိုစိတ်ငြိမ်အေးချမ်း ်နောက်ပိုင်းတော့ကျမလည်းတရားစခန်းနေဝင်နိုင်အောင်ကြိုးစားမယ်ပေါ့နော်အရက်အရှည်ကြီးတော့မဝင်နိုင်ပါနဲ့3ရက်လောက်ဆိုရင်တော့ကျမဝင်နိုင်တယ်ပေါ့နော်ကိုယ့်ရဲ့အလုပ်လည်းမပြတ်အောင်လीဒီကကလေးနှစ်ယောက်လည်းရှိနေရဆိုတော့အဲ့လိုကလေးကြီးကလည်းငယ်သေးတယ်ဆိုတော့လीသူတို့အတွက်လည်းအချိန်ပေးရပါဘောနော်ပြီးတော့အလုပ်ဒီအတွက်လည်းအချိန်ပေးနေရတော့လीဒါပေမဲ့တရားစခန်းဝင်နိုင်အောင်တော့ကြိုးစားတော့မယ်ပေါ့နော်စိတ်ကတော့ရှိနေပြီလုံးဖို့ပဲကြံတော့ပါနော် ဒါကတော့ဖုံဖုံနေတဲ့အဆောင်လေးပါ။ဒါလေးကဖုံဖုံကျွန်တော်တို့ကတ္တာလေးကိုသင်္ကန်းကတ္တာလေးကို မောင်လေးကတစ်ဖြက်ရိုက်ပြလိုက်တာပါ။အားလုံးဖူးလို့ရအောင်ပြပေးလိုက်ပါတယ်။ဖုံတရားဟောတာတော့ကျွန်တော်တို့မရိုက်လာတော့ဘူးပေါ့နော်။ တကယ် OBD ဖြစ်ရတယ်ကျမတို့လေးဖုံဖုံနဲ့စကားအကြာကြီးပြောတာဒီနေ့အေးစစ်စစ်ပေါ့နော်ဒါကတော့ကျမတို့ရဲ့အတော်ပါနောက်ကျမတို့အဲ့ဒီကအပြန်လဲကူမှရှိရကိုကြီးပြောလာအဲ့ဆိုင်မှာဝင်စားခဲ့ပါတယ်ဆိုင်ကတော့တော်တော်လူရှင်းပါတယ်လူရှင်းတော့ကောင်းတာပေါ့နော်မြန်မြန်ရတာပေါ့ ငါဘာစားမလဲညနိုင်ဆွေးနွေးနေကြအောင်မချင်းရလဲကြိုက်တယ်ဒါတော့ဆိုင်နေရာလေးကိုပြတာပါမအိမ်မောင်ဖုန်းအလွန်တရာဖုန်းပြောတော့မောင်လေးပါ ညီမလည်းမြင်အခုဆိုမျက်မှိုင်တကားကနဲ့ဖြစ်နေပါတော့။ဒါတော့စားတောက်တွေရောက်လာလို့စားလိုက်ပါဦးမယ်။ညီမတို့မှားရတာကြက်ဘူးသီးနဲ့။အောက်ကြက်ကြော်ရေကြက်ကြော်ဗမာကြက်ကြော်ပဲနော်။ကြက်ဘူးကလည်းဗမာကြက်ပဲ။ပြီးတော့ဟိုငနီတူတုတ်ငနီတူတုတ်မှားတယ်။နောက်အရွက်တုတ်တခုမှားလိုက်တယ်။မြို့ခွာရွက်တုတ်မြို့ခွာရွက်တုတ်မှားလိုက်ရပါတော့။အားနဲ့ညီမတို့စားကြပါရစေ။စားလို့တော်တော်လေးကောင်းပါတယ်။ မတို့စုစုပေါင်းစားတာထမင်းอ่ะထမင်းဟိုလိုက်ပွဲနှစ်ပွဲထိုက်ယူလိုက်တယ်ပေါ့နော်လိုက်ပွဲနှစ်ပွဲနဲ့စားတာအားလုံးပေါင်း6000ကျော်တော့ရှင်းလိုက်ရတယ်ပေါ့နော်ဒါမဲ့တန်နေစားရတာအဲ့စားလို့ကောင်းနေတန်နေပြီပေါ့နော်စားလို့မကောင်းမှဒါပေးရတယ်မတန်တာပေါ့နော်ဒီဆိုင်ကတော့စားလို့တော်တော်ကောင်းပါတယ်ချက်ဘူးဒီယာဟိုဟာလေအစီဒီပါတယ်တိတ်မပေါ့ဘူးဒီလားစားလို့ကောင်းတယ်နောက်ထမင်းကိုကျွန်တော်စားရင်လက်နဲ့ပဲစားခြင်းအားရပါရဆိုတော့ lại đi tàu nữa sao bà đi sao lại bảo mẹ nó <laughs> 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 Lại quên hả bồi? Mẹ Anh ấy gọi <laughs> chú ấy tao giờ tiền đó ยังจะว่าบีจมารู้โจยยาไปทับโยนี่แหละดีกว่า ဒီနေ့ကတော့တကယ်ဟိုစိတ်ချမ်းသာစရာကောင်းတဲ့နေ့လေးပေါ့နော်။ဘုံဘုံလည်းတေချာကျွန်တော်တို့ဒီအနီးကပ်ဖူးဝင်ရတယ်။ဘုံဘုံရဲ့အဆုံးအမတွေကိုလည်းရခဲ့တယ်ပေါ့နော်။အဲတော့အားလုံးကျေးဇူးများကြီးတင်ပါတယ်။